question number 4မှာသူပါမေးလဲဆိုတော့ point of intersection point of intersection ဆိုတာဘာလဲသုံးမှတ်เนาะဘာနဲ့ဘာရဲ့သုံးမှတ်လဲဆိုတော့ line ငင်းချောင်းနဲ့ plane ပေါ့เนาะမှာ plane ပေါ့เนาะ line နဲ့ လင်းရဲ့စုံမော့ဘာလို့ခိုင်းလဲရှာခိုင်းတယ်ရှောက်တရမှာဒါ line နဲ့ပလင်းစုံမတ်ဆိုရင်ဒါတို့မှာစုံတဲ့အမှတ်ရှိလို့ပေါ့အဲ့ဒီအမှတ်ကိုရကြရင်ဒီတက်ဆိုင်ရတို့ရဲ့ equation နဲ့ကြောင်းကပြည့်လဲတယ်ဆိုပြီးရှောက်တရဒီတင်ချခေါ်ရဆိုပြည့်လဲတာပေါ့ခဏလို့ပေါ့ကွာပြည့်လဲတယ်ဆိုတဲ့အသေးပဲကအစားသွင်းလို့ရတယ်အလွယ်ပြောရင်အဲ့လိုမျိုးတွေရှောက်တာသဘောပေါက်နော်ဟိုဘက်ဒီဘက်အစားသွင်းလို့ရတယ်အဲ့တော့အရင်ဆုံးဆရာတို့ဘာလုပ်မလဲဆိုတော့ဒီ line နဲ့ plane ရဲ့စုံမတ်ကိုလိုချင်တယ်ဆိုတော့ လိုင်းနဲ့ပလင်ရဘာတွေသိမှရမယ်လိုင်းနဲ့ပလင်ရဘာတွေရှာရမလဲဟမ်အဲ့မြင်ရပါအောင်ရှာမှာလိုင်းဆိုတဲ့လိုင်းရပါအောင်ရှာမှာလေအခုရှာလိုင်းရပါအောင်ရှာရတယ်ပရမဆရာကြီးဆိုဘာရှာရလဲလိုင်းရမဟုတ်ဘူးလေဟုတ်တယ်ဘာဖြစ်လဲ equation ရှာရမှာပေါ့သူတို့နှစ်ကြောင်းစုံမလို့ကျွန်မသူတို့နှစ်ကြောင်းသူတို့နှစ်ခုရဘာတိဖို့လို့လဲ equation သိရမလို့ equation ဒီမှာအဲ့ဒီ equation နဲ့ကြောင်းဆရာတို့ဒါတရားနဲ့တဲ့ညီမကြီးဆိုပြီးရှင်းတာတွေရှိတယ်။သဘောဆရာတို့ဒါငငယ်ငငယ်ဘောပေါ့အရှိတီ grade 9လောက်တွေကသင်ခဲ့ရတယ်။မြင်းနဲ့ကြောင်းစုံမောက်လိုချင်ရင်အဲ့ဒီမြင်းနဲ့ကြောင်းဆရာတို့မရှင်းရဘူး။သဘောကဟိုဟို x + y = 1 equation ရယ်ဥမာထားပါတော့ဥမာဆရာရေးချင်ရေးတာပေါ့နော်။ကျေပလာတူရံကတူရပေါ့ဒီမြင်းနှကြောင်းဒါမြင်းကြောင်းဒါ straight line နေเนาะအဲ့ဒီမြင်းနှကြောင်းစုံမှတ်လို့ချင်းဒီမြင်းနှကြောင်းဆရာဘာလို့လဲရှင်းရတဘောဒါ တခုကြည်အောင်လို့တဘွားအိတ်ချင်းတူအောင်လို့ပြီးအိတ်ချင်းခြေပြီးရင်ဝိုင်ထွက်တယ်ကျန်တော့အစားသွင်းရင် x y ရအဲ့ဒီ x y မှာပါဖြစ်လဲသူရဲ့စုံမှတ်ပဲဥပမာဆိုပါတော့ကဒါဟုတ်ဆရာရှင်းရှင်းလာဆိုပါတော့ရှင်းရှင်းရင်သူ့ဆရာ၄နဲ့များလာမယ်ဆိုရင်ဘာရမလဲသူ့၄နဲ့များလာမယ်ဆိုရင် for x plus အာ for y equal to 4ပေါ့ကွာဒါဟုတ်ဆရာနှုတ်လိုက်ပေါ့ကွာ minus 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 ဆိုရင်ကျေတယ်အာဒါဆိုဘာရအဲ minus 2y equal to အဲ minus 2ရတာဒါဆို y ကသူ1ရတယ်ရလာတဲ့ y ဆရာဒီမှာပြန်စားသမီးရှင်းလာအဲ့ကဘလာရ0ရရဒါဆိုဘလာကောမှာဘလာလဲ0.1ဆိုတော့အမှတ်အဲ့ဒီအမှတ်ကဘာလဲအဲ့ဒီမြင်းချောင်းနှစ်ချောင်းရဲ့စုံမှတ်ပဲဒီမြင်းချောင်းဆရာဆွဲလိုက်ဆိုရင်သူရဲ့စုံမှတ်ကဘလာဆိုပြီးရလိုက်မယ်0.1ဆိုပြီးဆရာတို့ရလိုက်မယ်နော်ဥပမာဆိုပါလို့ညချာခဏလိုက်အဲ့ဒါကိုပြန်ပြီးဆွဲပြဒါဆရာဆရာတွေ့တဲ့ကိုရှင်ရိုက်ကြံရလိုက်တာပဲနော်ဒါဒါအောင်အဲ့ဒါဆရာတို့မှာဆွဲကြည့်တာပါ ဆရာခဏပြောသလိုပဲဒါ x + y + 1တော့ဒါ xy k ဒီဆိုတာဒါဒီနည်းပြောရင်ဒါဘာ function တွေလဲဆိုရင် linear function တွေ linear function ဆိုသူရ graph ဆိုရင်ဆရာတို့ဘာ line ပဲရပါလဲ straight line ပဲရအောင်အဲ့တော့ပထမ x + y = 1 sorry ဒါသူရဲ့ oh sorry x plus y equal to 1ဒါဘာရဲ့ equation လဲ x plus y equal to y equation နောက်တစ်ခုဆရာပါလေးရေးလိုက်တာ 4x plus 2y equal to 2အဲ့တော့ 4x အဲ့တော့ 4x plus 2y equal to 2မှာမတည်လားတို့နှစ်ခုရဲ့စုံမပမာလဲမဆရာစုံမကိုရှာလိုက်ပါဘယ်နော်အာ intersection ဒီ ground ကိုဆရာထိလိုက်ဒီမှာအဲသူရဲ့စုံမ a ဆိုတာသူရဲ့စုံမဒီမှာဘယ်လောက်မှဘယ်လောက်ရဒီမှာတို့လားဘယ်လောက်မှဘယ်လောက်လဲ အဲ0ကမှ1အဲ့တော့သူရပါလေစုံမတ်အဲ့တော့ပြောချင်တာကဒီစုံမတ်ဆိုတာဒီညီမချင်းနှလုံးအော်နှစ်ចောင်းစလုံးပြည့်လဲစီလားမပြည့်လဲစီလားပြည့်လဲစီလားတဘောကဒီ0ကမှဆရာဒီမှာသူအခုချိန်မှာသူညီပါအဲ့ညပါသူ0တွင်း y ညမှာ1တွင်းတော့0 1ဆိုဘလားရလဲ1ရဒီဘက်ချက်မှာဘလားရှိလဲ1ရဆို1 equal to 1ဆိုတော့ပြည့်လဲစီလားမပြည့်လဲစီလားပြည့်လဲစီတယ်ဒုတိယအခုချိန်သူညီကွာအဲ့ညမှာ 0သိန်းတော့0ရတာဝိုင်းညာမှာ1သိန်းတော့နှစ်သက်လီနှစ်ဆိုတော့တူးခွဲတူတူးဆိုတော့ပြည်လဲလားမပြည်လဲလားပြည်လဲစီတယ်အဲအဲ့ဒီသဘောစရာကိုရှားသိရအဲ့တော့ဒီမှာကကျတော့ line နဲ့ plane ရဲ့စုံမောက်လိုချင်တယ်အဲဆိုလိုချင်တာအဲ့ဒီစုံမောက်က line equation ကိုလည်းပြည်လဲစီတယ် plane equation ကိုလည်းပြည်လဲစီတယ်ပြည်လဲစီဆိုတဲ့အသေးဘက်ကအစားသွင်းလို့ကြည့်ရင်အစားသွင်းလို့ရှိဟိုဘက်ဒီဘက်ကညီနေတယ်အဲ့ဒီသဘောလေးရှားလို့ရလိုက် တော့ဆရာခဏပြောသလိုပဲစုံမက်လို့ချင်းဘာတော့တီးဖို့လို့မသူရသက်ဆိုင်ရာအာ gradient ရဲ့ equation တီးဖို့လို့တော့ဗောနော် line ဆိုရင် line equation တီးဖို့လို့ရယ် plane ဆိုရင် plane equation တီးဖို့လို့ရယ်အဲ့တော့ plane equation ရှားတာမလို့တီးရအောင်အဲ့ဆို plane equation ပါအဲ့ဆိုရင် plane equation ဘာကြီးကွဲသူ0အဲအဲ့ဒါသူ့ equation ဒါကိုပါတော့သူသိရမှာအဲ့ဝ plane equation က z i g u e 0 y z plane equation က x g u e 0 z a plane equation က y g u e 0လို့သိရပြန်ပြောမယ်နော် x y plane equation က0 z a equal to 0က x y plane equation y z plane equation က x equal to 0 z a plane equation ကအဲ့တော့ဆိုလိုချင်တာ plane equation ကိုရှားကြမလို့တော့ရှားသိပါပြီအဲ့တော့ဘာပဲရှားအောင်ဘာ equation ရှားအောင် line ရဲ့ equation ကိုရှာ line equation ရှာဖို့ရှိမှအများကြီးတွက်ခဲ့ပါပြီဥပမာတွေရောအစရောတွက်ခဲ့ပါပြီ line equation ကိုရှာခြင်းဘာသိရမလဲလို့ပြောတာလဲအမှတ်ပဏ္ဏမသိရပြီလဲအမှတ်နှစ်မှတ်သိရင်ရှာလို့ခြင်းနဲ့ line equation ကိုရှာလို့ရပြီဘာဖြစ်လို့လဲစာမတ်ကနေရှာတော့ဘာသိမှာလဲ x1 y1 z1 ကိုသိမှာလीနောက်တစ်ခုအမှတ်နှစ်မှတ်ကိုအနားတွေကနေအရှိကိုနှောက်ရင်ဘာကိုသိမှာလဲဘာ value သိမှာလဲ ဒါရိုက်တဲ့ value ဖြစ်တဲ့ LMM ကိုသိတယ်အဲ့နှစ်ခုသိရင်ဘာရပြီလဲအဲ equation ရတာလားရှာလို့ရပြီပေါ့ဒါပေါ်သဘောပါမနော်အဲအဲ့ဒါဆိုရှာမဖြစ်ဖြစ်နေဘာကိုစရှာရအောင်အဲ LMM ဆိုတဲ့ derivative value စရှာရအောင်ပါပေါ့နော်အဲ့တော့ရှာလို့စပြီးတော့ဒီမှာတွက်အောင်လေဆိုပြီးတော့သူပြီးလိုက်ပေးကြောက် p ကျူလို့ပေးလိုက်ဒါကိုကြားတော့ကိုပေးခွင့်ရှိတယ်ပေါ့ p နဲ့ကျူပဲတည်တည် a နဲ့ b ပဲတည်တည်တည်ကြံတည်ပေါ့ အဲ့ဒီမှာဒီ p ရောဘာလို့သိရမှာလဲဒီစာမတ်ကိုဘာလို့သိရမှာလဲ a1 y1 z1 လို့ကိုသဘောပေါက်အောင်မနော်အနာရေရရှိနှုတ်ရင်ဘာရပြီသူရဲ့ directive value of pq ဖြစ်တဲ့ lnm ကိုရပြီအရှိရှိချင်းနှုတ်မယ်3ရက2ကိုနှုတ်တော့1 5ရက်နေ4ကိုနှုတ်တော့1 negative 4ရက်5ကိုနှုတ်တော့လက္ခဏာတူတော့ပေါင်းလိုက်တော့ negative 9 ဒါပါရပါပြီအဲ directive value ရပြီဒါဆိုရှာတော့ပါရှာလို့ရပြီ line equation ရှာလို့ရပြီအများတော့ကိုမှတ်တာတော့ line equation လို့ကျင်နှစ်ခုသိရမယ်စမှတ်သိရမယ် directive value သိရမယ်ဒါသိရင်ရှာတော့အစားသွင်းလို့ရပြီရမယ်နော်အဲ့တော့ line equation ရှာတော့ဒီမှာဘာ form နဲ့ရှာလိုက်လဲ coordinate form နဲ့ရှာလိုက်ဒါဆိုရင် the coordinate of the point ဘယ်လိုရေးမှဖတ်ကြည့်ပါ the coordinates then on the line p2r equation အရင်ပြောကြအောင် a1 z equal to အလိုရတော့မနော် a1 z equal to x1 ka comma y1 km comma z1 kn နောက်တစ်ခါလား a1 z equal to x1 ka comma y1 km comma z1 kn အဲ့တော့ဘယ်နေရာတွေမှာစားသိရမှာလဲ x1 y1 z1 နေရာမှာဘလောက်တွေတွင်းမယ်2 4 5တွင်းမယ်ဟုတ်လားနော် lm n နေရာမှာဘာတွင်းမယ်1 1 negative 9တွင်းမယ်အဲ့တော့တွင်းကြည့်မယ်နော်ဒီမှာလည်းတစ်ခါတော့တွင်းလို့ဖြစ်သွားအောင်ပြော2 n နေရာမှာ1ဆိုတော့ plus နဲ့ပဲဖြစ်မယ်2 k y1 ဘလောက်လဲ4သူလည်း1ဆိုတော့4 k comma z1 ဘလောက်လဲ5 n က negative minus နဲ့မဟုတ်လို့ပါရမယ်5 9k ရမှာเนาะအဲ equation ကိုရေးတဲ့အခါကျတော့ဘာနဲ့ပဲရရမှာလဲလက်သေးခွင်းနဲ့ပဲเนาะအဲ့ဒါလည်းပြမမားနဲ့ရောเนาะ directive value မှာဓာတ်ခွင်းနဲ့ပေါ်တဲ့နေဆိုရင်တော့လက်သေးခွင်းနဲ့ပဲဒါဆိုဆရာတို့ဘာရပြီသူရဲ့ line equation ရပါပြီဗျာเนาะဒါပဲတူတူပဲเนาะ2 black k 4 black k 5 9k အဲ့တော့ဒါဆိုဆရာတို့ဆရာဆရာဖို့လိုအပ်တာတွေအကုန်ဆရာပွားပြီဆရာပြောတော့ပြီးသားလေး စုံမက်လို့ကျင်အဲ့ဒီစုံမက်ကိုဖြစ်စေတဲ့ဒီ grad ရဲ့ equation အတီးသီးကိုရှာအောင်ရှာအောင်အဲ့တော့ဆရာ line equation လည်းရှာပွားပြီ plane equation လည်းဘာလို့တော့ပွားရလဲရှာပွားပြီလေနံပါတ်8ကျော်ဆိုရင် x y plane ဆိုရင်ဘာတမ်းမို့0လို့သိရမယ်အဲအဲ့ကြောင့်နံပါတ်8ကိုရှာအောင်စပြီးတွက်ပြီ x y plane ဆိုဘာတမ်းမို့0တတ်တမ်းမို့0အဲ့တော့ပြောရပြီးသားဒီမြင်းနှစ်ကြောင်းကစုံတော်မို့လို့ဒီမြင်းနှစ်ကြောင်း equation က ူရဲ့တက်ဆိုင်ရာ equation တစ်ခုကိုရှာတော့ပြည်လေစီလားမပြည်လေစီဘူးလားပြည်လေစီတယ်ပြည်လေစီဆိုတဲ့ဘက်ကနှစ်ခုကိုရှာတော့နှိုင်းရှင်ပြီးအစားသွင်းလို့ရတယ်တဘောကူ z ကိုသူဘလောက်0ဒီ z တန်ဖိုး0ဒီမှာအစားသွင်းလို့မရဘူးလားဒီ plane equation z ကိုသူ0ဒီမှာဘာလုပ်ရလဲစားသွင်းလို့ရတယ် z ကိုသူဘာလို့ပြောတာလဲဒါဆိုရင် z တန်ဖိုးဥပလောက်ပြပါပြီအဲ0ဘာနဲ့ပြီးကြီး5 9k နဲ့ပြီးကြီးရပါပေါ့ဟုတ်မနော် ပြေလည်ဆွဲတဲ့ဗျာအစားသွင်းတယ်လို့အလွယ်မှတ်လို့ရတယ်အဲ့တော့ဇက်နေရာမှာဆရာ0အစားသွင်းလိုက်တဲ့ခါမှာ0ကိုဘာနဲ့ပြင်ရမလဲ5 9k နဲ့ပြင်ရအောင်အဲ့တော့ဆိုဘာရပြီ a k ရပြီပေါ့ရွှေ့လိုက်တော့ဘလောက်အောင်မကြည့်ခွဲဘူးအဲ5 by 9ရမှာဒီစင်နားလဲမှာတော့ပြေလည်ဆိုရတဲ့ဘက်ကအစားသွင်းလို့ရအဲ့တော့ k တန်မှုရပြီပြေလည်ရင်ဘာလုပ်လို့ရလဲပြောတော့အစားသွင်းလို့ရအခုရလာပဲ k ကိုဘာလုပ်လဲ ေအစားသွင်းလိုက်ဗမာစားသွင်းမယ်ကီမာစားသွင်းပေါ့ကီညာဥဘလောက်စားသွင်းလိုက်အေ5 by 9အစားသွင်းလိုက်အဲ့ဒီရလာတဲ့အမှတ်ဒီသူတို့မြင်နေ sorry အဲ့ဒီ plane နဲ့ line ရဲ့ဘာပဲလဲစုံမက်ကိုရအောင်အစားသွင်းပြည်လေရမယ်လို့ပြောရတာဒါဆိုကီညာမှာဂျာဘလောက်သွင်းလိုက်ရပြီ5 by 9ကတော့သွင်းလိုက်လိုချင်တဲ့စုံမက်ကိုရအောင်အဲ့တော့သွင်းလိုက်ပါကီညာဘာသွင်းရမလဲ 5 by 9သွင်းနေဒါဆိုဘာရမလဲဒီမှာကြည့်ပြီးပြောမယ်နော် duplex 5 by 9 comma 4 plus 5 by 9 comma 5 minus 9 into 5 by 9အဲ့ကောင်ဘယ်လောက်ပြောရလဲဒီလိုပြောရတာလေဒီမှာရှားကိညာဘယ်လောက်တင်ရမလဲ5 by 9သွင်း9ရဲ့နားဆိုရင်5ကျန်တယ်5ရဲ့5ရဲ့နော်ရှားဘတ်တော်ပါလားဒီညမှာ5 by 9သွင်းတာလေသွင်းတော့9ရဲ့9မကြည့်ဘူးလားကြည့်တော့ဘယ်လောက်ကျန်လဲ5ကျန်တယ်အဲ့ဒီ5က5ရဲ့နှုတ်တော့ဘယ်လောက်ရမလဲ ့0ဖြစ်ရမဖြစ်မှားလို့ပဲဒီမှာလေးရှားပြောရပြီးဒါဇက်တမိုဘလာဖြစ်ရမှာလေအဲ့တော့ကိုသွင်းလာတော့0မရနေတာမှားနေပြီကိုပြန်စစ်တော့တခုတော့လွဲနေပြီပေါ့ဒါကြောင့်ရှားဒီမှာသွင်းလာတယ်လား2 black 4 by 9 black 4 black 4 by 9 comma ဒါလည်းမှမှသွင်းလာတာပဲ0ရလို့ဆရာတန်းပြီး0ရေးလိုက်တာအကိအစားသွင်းကြည့်သေးတပါးဆိုရင်လည်းသွင်းရတယ်ဒီလိုတော့ဖြစ်ရမှာပေါ့အဲ့တော့ဒါဆိုပိုင်းကြီးညီလိုက်တော့အောက်ကို9ဆိုတော့ပေါ်လဲ9တော့18 18နဲ့5ပါတော့23ဒီမှာဆိုရင်အောက်ကို9နဲ့များတော့36 36ကို5နဲ့ပါတော့ 41/9,0အဲ့ဒါကဘာလဲအဲ့ဒီ line နဲ့ plane ရဲ့စုံမှတ်ပဲနော်ဒီ line နဲ့ plane ရဲ့စုံမှတ်ဆိုပြီးဆရာတို့သိအောင်ရမရမဆရာတို့ပေါ့ဒါသူလိုချင်တဲ့ဒါသူရဲ့ process ကလုံးပြီးပြီဒါတစ်ခါပြန်ပြောမယ် line နဲ့ plane ရဲ့စုံမှတ်လိုချင်အဲ့ဒီ line နဲ့ plane เนี่ยဘာတွေရင်ရှား equation ရှား line equation ရှားရမယ် plane equation ရှား plane equation ကတော့ရှင်းတယ် a1 plane မလို့ဘာ equal to 0 ဒါဆို plane ကိစ္စပြီးပြီ line equation လိုချင်ရှာတော့ပုံစံနည်းရစီမှာသိတယ်အဲ့တော့ line equation လိုချင်မဖြစ်မနေသိရမှာက x1 y1 z1 ဆိုတဲ့စာမှတ်နဲ့ lmn ဆိုတဲ့ derivative value အဲ့တော့မသိတာဆိုလို့ဘာမသိဘူး lmn ကိုမသိဘူးအဲ့ကြောင့်မို့ lmn ကိုအရင်စရှာပါတယ်ဘလို့ရှာလဲဆိုရင်အနောက်တွေကနေရှေ့ကိုတက်ဆိုင်ရတမိုးတွေနှုတ်ပါရမယ်ရိုင်းရှာဒီစာလေးတော့ကိုရေးပြအောင်ရေးပါတော့ line equation မှာ coordinate form နဲ့ပေါ်ပြခြင်းဒီလိုလေးရေးမယ်နော်အဲအဲ့ဒီမှာရှာတော့ သက်ဆိုင်ရာ H1Y1Z1LMN တို့မျိုးစားသလိုက် vibration ရပြီဒါက line ရဲ့ equation ရပြီအဲနံပါတ်8ဆိုဆို plane equation Z equal to 0ကိုရှားတော့ပြောရပြီဒါ line နဲ့ plane စုံနေဆိုတာတို့ဒီ imagine တစ်ခုရှားအစားသွင်းပြီးရှင်းလို့ရတယ်ဒါကြောင့်မို့ Z တမှု0မလို့ Z နေရာမှာ0အစားသွင်းလိုက်ဘာတမှုရလဲ K တမှုရစုံတော်မို့လို့ equation တွေကိုပြည်လဲတယ်ဒါကြောင့်မို့ရလာတဲ့ K ဒီမှာပြန်ပြီးအစားသွင်းလိုက်သူ့လိုချင်တဲ့ဘာကိုရပြီစုံမှတ်ကိုရှားလို့ရရမှာနော် ဒါနံပါတ် A ဒီတိုင်းမသွားရမယ်နံပါတ် B ကြတော့ဘာဖြစ်သွားပြီလဲ line နဲ့ y z plane စုံမဆိုတော့ y z plane ဆိုဘာလို့သိရမလဲ x 0ဒါဆို x တန်ဖိုးဘာနဲ့ပြင်ကြီးရမလဲ0နဲ့ပြင်ကြီးလို့ဆိုတော့အဲ့ဒီ0ကိုဘာနဲ့ပြင်ကြီး2 k နဲ့ပြင်ကြီးအဲ့ချင်းပြင်ကြီးတဲ့အခါမှာ k တန်ဖိုးမရအောင်ရလာတဲ့ k ကိုကျန်တဲ့ဒီ k တန်ဖိုးတွေမှာအစားအသွင်းဒါဆိုသူလိုချင်တဲ့ဘာရပြီစုံမကိုကြာလို့ရတယ်အဲ့ဒါရှားဒီမှာဆက်ကြည့်လာပါဘောနော် အသာဆရာတိတိပြန်ပြီးပြတာမင်းမင်းပါဆိုလို့အခုဆရာနံပါတ်ဘီပဲတော့တော့မှာလေမရေးလို့ရတယ်နံပါတ်ဘီကနေပဲစပြီးဆရာအခုဆရာပြရစီရပဲစိုက်ရအောင်ပေါ့ WhatsApp ပလင်းတော့ဆိုဘာ equal to 0 x equal to 0ဆိုလိုရတဲ့ပဲအဲ့ညမှာပါစောက်သိရမယ်ဒါဆိုဒီညမှာ0ပြရတော့ဘာနဲ့ပင်ကြီးအဲအဲ့ချင်းပင်ကြီးတော့2 k equal to k equal to အဲ negative 2ရလာတဲ့ k ပြန်ပြီးပါတော့မဒီမှာပြန်အစားသွင်းရင်ဒါသူ့ရဲ့စုံမက်ကိုရပြီအဲ့တော့အစားသွင်းကြီးပြောကြည့်ပါရမယ် 2 plus နဲ့ minus 2ဆိုဘယ်လောက်ဖြစ်ရပြီလဲပြောရပြီးသားအဲ့က0ဖြစ်ရမဖြစ်မှားလို့ပဲဒါ0ဖြစ်ရပြီเนาะ4 plus negative 2 5 minus 9 into negative 2အဲအဲ့ဒါအစားသင်းလိုက်သူရဲ့စုံမဲရပြီဒီကောင်0ရရမယ်ဒီမှာ2ရဒီမှာကျတော့23ရရရမယ်เนาะနံပါတ်4တော့ z8 plane တော့ဆိုဘာ0အဲ့တော့ for z8 plane y = 0 y နေရာဘာနဲ့ပြီးညီ ဒါဆိုသူ0ဖြစ်ရဘူးဆိုတော့ဒီဘက်ချာဘူးသူရှိလဲအဲ့တော့ for k equal to 0 k equal to negative ဟောရလာတဲ့ k တန်ဖို့ဒီမှာပြင်ပါလို့စာသွင်းလိုက်သူရဲ့စုံမောက်ဆရာလို့ရအောင်เนาะ k နေရာမှာမနေမြ negative for စာသွင်းလိုက်အမှသူဖြစ်ဆရာလို့ရအောင်ရမှာเนาะ okay အဲ့တော့ဒါ၃ဘုတ်ရှိရောဗောနော်၃ဘုတ်သူခါရမေးတာအဲကဲသူကတပုတ်ကြည့်စီသူမေးချင်လဲမေးပါဗောနော်နှစ်ပုတ်မေးချင်လဲမေးမယ် okay တွေ့ကြည့်ပါ အဲ့ဆရာသုံးဖို့လောလောပြင်ပြမယ်ဒါမှဒီဒီပိုင်းဆရာပြောသလိုပဲเนาะနံပါတ်ဒီတက်တဲ့ဆရာပဲပြန်ကူရမှာเนาะပြီးဆရာတော့နောက်ဒီပိုင်းအကြောင်းအရာတစ်ခုဒါပက်ထရီပေါ့เนาะ parallel the queen တကူ parallel line screw line နဲ့ perpendicular line ပေါ့เนาะ screw screw ပေါ့ the qa secure အဲ့ဒါဆရာ parallel line အကြောင်းအရင်ပြောမယ် အဒီမှာကျွန်တော်ပုံနှပုံပေးထားရဲ့အဲ့တော့ဒီပုံနှပုံမှာအဓိကပြောမှာကဒီမြင်းအကြောင်းအကြောင်းပဲပြောမှာပေါ့နော် PQ ဆိုတဲ့ line နဲ့ဒီဘက်ချမ်းမဆို OA ဆိုတဲ့ line ပေါ့နော်တဘောကဒီဘလော့တော့ကြီးဆောက်ဒီအပေါ်ကိုနည်းနည်းစောင်းပြီးတက်သွားတဲ့တဘောပဲအဲ့တော့ဒီမှာဒီမြင်းနဲ့ကြောင်းပြိုင်တာကိုဆောက်မြင်ရမှာတဘော PQ နဲ့ OA နဲ့ပြိုင်တာပေါ့အဲ့တော့မှဆောက် PQ ကြောင်းအိတ်ဆောင်ပါပဲဇက်ပါလုံးပေးထားတယ်2ကြောင်းတော့ အဲဒီဆိုဝိုင်သူဆက်သူလို့ပေးထားတဲ့ဆိုလို့ရှိရင်သူ့ရဲ့ directive value လို့ခြင်းမလို့မယ်။နောက်ရရနေရှေ့ကိုနှုတ်။အဲ့တော့ဘာရမသိရင် x2 minus x1 ကောပါ။ y2 minus y1 ကောပါ။ z2 minus z1 ဆရာတို့သူ့ဆရာတို့ဘလို့သင်ရတာပြမှတ်တာပြီးသား LMN လို့မှတ်တာဆိုလို့ခြင်းနာ a က x2 minus x1 m က y2 minus y1 n က z2 minus z1 လို့ဆရာတို့သိတာနော်။အဲ့ဒီမှာ ဒီပီကျူဆိုတဲ့မြင်းပိုင်းနဲ့အစက္ကမောက်ဆိုတာမြင်းပိုင်းနော်မြင်းပိုင်းလို့လည်းပြောတယ်မြင်းပြက်လို့လည်းပြောတယ်တတိပြောရင်ဒါအဆုံးအစရှိတဲ့မြင်းတွေပေါ့ပီကျူနဲ့စက္ကမန် OA မှာ A ဆိုတဲ့အမောက်တော့သူဘယ်လိုပေးသားဆိုတော့ဒီမှာ A ဆိုတဲ့မက LMN လို့ပေးထားမယ်ဆိုရင်ねအဲ့ဒီမှာဒီမြင်းနဲ့ကြောင်းဘာဖြစ်ကြမလဲပြိုင်ကြတယ်ဒီမြင်းနဲ့ကြောင်းဘာဖြစ်မလဲပီကျူနဲ့ OA နဲ့ပြိုင်နေပြိုင်လဲပြိုင်နေဘာဖြစ်မလဲညီလဲညီတယ်ဆိုပြီးတော့ပုံမှာပေးထားတယ်ဆိုပါဘူး အဲ့လိုဖြစ်လို့ရှိရင်ဇာတ်တော့ဘာသိရမှာဆိုရင်ပြည်ကျူစတဲ့မြင်းကြောင်နဲ့အိုရီစတဲ့မြင်းကြောင်ဘာဖြစ်ခဲ့မလဲပြိုင်းတယ်ဘာဖြစ်ရင်လဲသူတို့ရဲ့ဘာတံမှုသူရင် same directive value directive value တွေတူလို့ရှိရင်ဒီပြည်ကျူစတဲ့မြင်းကြောင်နဲ့ OA ဆိုတဲ့မြေကြောင်နဲ့ကြောင်းရဲ့ဘာကိုရှာလိုက် directive value ရှာလိုက်တယ်ရှာလိုက်လို့သူ့ရဲ့ directive value ဘာဖြစ်နေမလဲ same တူလို့ရှိရင်ဒီမြင်းနဲ့ကြောင်းဘာဖြစ်တယ်လို့ပြောလို့ရတယ် ပြိုင်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒီမှာဆရာအရှိမလည်းပြောခဲ့တယ် PQ ရဲ့ directive value ကလည်း LMN လို့ပြောခဲ့တယ်လေ LM အဲ့တော့အခုဆရာတော့ O ရဲ့ directive value ကလည်း O ဆိုတော့ origin ဆိုတော့0.0 0.0ရှိမှာအဲ့တော့ဒါအနောက်တွေရရှိနေတော့ဘာပဲရမှာလဲ LM and ပဲရနေတယ်ဒါကြောင့်မို့သူရဲ့ directive value တူတယ်တူတဲ့အကြောင်းဒီမြင်တဲ့အကြောင်းဘာဖြစ်လို့ပြောလို့ရတယ်ပြန်တယ်လို့ပြောလို့ရတယ် အကယ်၍အဲ့လိုမဟုတ်ခဲ့ဘူး directive value of a line က LMM ဖြစ်တယ်အဲ့ဒီကနေပြီးတော့ဆရာတို့ဒီ directive value ရဲ့တန်ဖိုးရတယ် LMM ဖြစ်လို့ရသလိုဘာလဲဖြစ်လို့ရလဲအရှိန်နေပြီး k အစားနဲ့မျှတဲ့တန်ဖိုးကလည်းသူရဲ့ directive value ဆိုပြီးဖြစ်လို့ရတယ်ဒါတော့တဘောအရှိန် k နဲ့မျှတော့ဘာရမလဲ kl km kn သူကလည်းပဲဆရာတို့ပြောခြင်းနဲ့ဒီမြင်းချောင်းရဲ့ directive value ကိုဆရာတို့သတ်မှတ်လို့ရတယ်လို့ပြောတာသူတို့ကျင်တာမြင်းချောင်းတချောင်း directive value က lmn လို့ပြီးတိုင်း အဲ့ဒီမြင်ကြရတဲ့ relative value ကိုဘယ်လိုလဲရေးလို့ရလဲ KL KM KN လို့လဲရေးလို့ရတယ်ဗျ။အဘော K နေရာမှာရှားတော့အကဲ1ဖြစ်ခဲ့လို့ရှိရင်တော့ဒါ LN ပဲပြန်ရမှာပေါ့။အကဲ2ဖြစ်ရင်တော့2ရဲ့2 n 2 n ဖြစ်သွားလိမ့်မယ်နော်။ပြောချင်တာအရှိအနေရှားတော့ဘာဖြစ်လဲ။သူညီတဲ့အစတန်ပုံနဲ့ဘာလုပ်လို့ရပြင်မြောက်လို့ရ။အဲ့တော့ direct မြင်ကြောင်းတကြား relative value ဆိုတာတမျိုးတည်းလို့ပြောလို့မရဘူး။ LN လို့လဲရေးလို့ရလို့အရှိအနေဘိုင်းနဲ့မြောက်လို့ရတယ်။ K နဲ့မြောက်လိုက်ရင်အဲ့ဒါလည်းဘာပဲလဲ။သူရဲ့ directive value ပဲလို့ဆရာတို့သိရမယ်။ဒါဆိုထပ်ပြီးထပ်ချဲ့ပြီးစဉ်းစားရတယ်။အဲဒါဆိုရင် directive value ကို LMM ကို KL KM KN လို့လည်းဒါရေးလို့ရတယ်ဆိုရင်ဒီမှာဆရာတို့ PQ နဲ့ OA ဘာဖြစ်တယ်လို့ပြောတာလဲ။ပြိုင်တယ်လို့ပြောတာလဲ။ဒါဆိုရင်တို့ရဲ့ directive value တွေကတစ်ခုနဲ့တစ်ခုဗာပြကြမယ် multiple တော့ each other by a real number k တို့ရဲ့ directive value တွေကဘလောက်အစနဲ့ညီတယ်လို့သိရမယ် K ဆိုရက်ဒီကိန်းစစ်တံပိုးရဲ့အစနဲ့တစ်ခုနဲ့တစ်ခုညီတယ်လို့သိရမယ်။တဘောကတစ်ခုက LNM နောက်တစ်ခုကဘာဖြစ်မလဲ။ LNM မဟုတ်ခဲ့ဘူးကွာ။ KL KM PN ဖြစ်ခဲ့တယ်ဆိုရင်ဒါဒီ LNM နဲ့ KL KM KM ဆိုရင်ဒီကောင်ကသူ့ရဲ့ဘဏ္ဍာစာပြောင်းနော်။ဒီ KL KM KN ဆိုရက်ဒီ line ရဲ့ direct value ကသူ့ရဲ့ K စာနဲ့ညီပါတယ်တဘောဒီကောင် K နဲ့မြောက်မှဒီဖြည့်ရမယ်လို့ပြောတာနော်။မာဒီဘယ်ဆိုတာဆရာတို့တဲပြရတာအစလို့လည်းပြောရရတယ် ဒီကြဆိုစတူကိန်းလို့လည်းပြောလို့ရတယ်။ဒါကြောင့်မို့ဆရာတို့ဘလို့ထပ်ပြီးစဉ်းစားလို့ရလဲဆိုရင် OA ဆိုတဲ့ line နဲ့ပြိုင်တဲ့ဘယ်မြင်းချောင်းမဆိုအနီလိုက်။အဲ့ဒီမြင်းချောင်းကဘယ်သူနဲ့လဲပြိုင်မှာလဲ။ PG နဲ့လဲပြိုင်လိုက်မယ်။တဘောအခုဆရာတို့နှစ်ခုပြောလာတယ် OA နဲ့ဘယ်သူနဲ့ပြိုင်လဲ။ PG နဲ့ပြိုင်တယ်။နောက်တော့ဆရာနောက်တစ်ချောင်းဆွဲလိုက်ဒီမြင်းချောင်းဆိုပါဆိုနောက် CD ဆိုပါဆို။အဲ့ဒီ CD ကဘယ်သူနဲ့ပြိုင်လဲ။ OA နဲ့ပြန်လို့ရှိရင်ဘသူနဲ့လဲပြန်တယ် PQ နဲ့လဲပြန်တယ်ဆိုပြီးသဘောပေါက်အောင်မဲတယ်အဲဆိုအခုမှရှာတော့စပြီးတမင်းရှင်သူ့ရဲ့တမင်းရှင်ကိုဘလို့တတ်မှတ်လိုက်လဲဆိုတော့မြင်းเจ้าနဲ့เจ้าဘာဖြစ်ခဲ့ပြန်ခဲ့လို့ရှိရင်သူတို့ရဲ့ directive value တွေကတစ်ခုနဲ့တစ်ခုဘာဖြစ်လဲစတူဂိန်းတွေဖြစ်ကြအောင်တဘောအစတမိုးတစ်ခုနဲ့ညီရမယ်ဆိုပြီးသိရအာဆန်ရီယန်နံပါတ်ဆိုတော့သူရဲ့အစတမိုးကတော့ဘာဖြစ်ရမှာဆိုရင်ဂိန်းစရဲ့အစပဲဖြစ်ရမယ်လို့ပြောတာနော်ဥပမာဆိုပါစို့ကွာ မြင်းကြောင်းနှစ်ကြောင်းပေးထားတယ်ပထမမြင်းကြောင်းရဲ့ derivative value က LMM ပေါ့နော်အဲနောက်မြင်းကြောင်းဆရာတို့ပေးလိုက်တာကခဏဆရာပြောလို့ဒါ 3m 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 ပေါ့နော်ဒါဆိုရင်ဒီမြင်းကြောင်းရဲ့ derivative value ကဘယ်လိုညီရမလဲဆရာတို့ဒါဘယ်နဲ့စားညီတယ်လို့ပြောလို့ရ LM ဆိုတဲ့ derivative value ကဒီ LM ဘယ်နဲ့စားညီလဲပြောလို့ရတယ် သုံးစားနဲ့ညီတယ်လို့ပြောလို့ရတယ်အဲ့တော့ဆရာနောက်တစ်မျိုးဘယ်လိုရေးလို့ရဆိုရင်ဒီမြင်းတစ်ချောင်းမတူတော့ဆရာဝမ်းနေထဲလာမှာကွာဒီကောင်တူးတွေထဲလာမှာဆိုပါဆိုနော်ဝမ်းဝမ်းဒါတူးတူးတူးထဲလာဆိုရင်ဆရာတရုံးတစ်ခုဆရာစားလိုက်မှာတဘော A1 မှာ A2 ပလာရ300အဲ့လိုပဲ M1 မှာ M2 လည်းပလာရ300မယ် M1 မှာ M2 လည်းပလာရမယ်300ဆိုလိုချင်တာသူတို့ရဲ့ directive value ဖြစ်စေမယ် LNM demo တွေဘာလို့ကြည့်လိုက် စားကြည့်လိုက် စားကြည့်လို့အချိုးသုံးခုလောက်ဘာဖြစ်နေမလဲညီနေခဲ့လို့ရှိရင်ဒီမြင်းတဲ့เจ้าဘာဖြစ်တယ်လို့ပြောလို့ရလဲပြိုင်တယ်လို့ပြောလို့ရဟုတ်မနော်အဲ့တော့မြင်းเจ้าတဲ့เจ้าပြန်မပြိုင်သိချင်ရင်အဲ့ဒီမြင်းเจ้าတဲ့เจ้าဘာတွေရှာ derivative value တွေရှာရှာပြီးဘာလို့ကြည့်လိုက်စားကြည့်လိုက် a ချင်းစား m ချင်းစား n ချင်းစားစားလိုက်တော့အဲ့ဒီအချိုးသုံးခုဘာဖြစ်နေခဲ့ညီနေခဲ့လို့ရှိရင်ဒီမြင်းတဲ့เจ้าပြိုင်မညီရင် မပြရဘူးအဲ့ဒါအပြန်လဲဟိုဘက်ဒီဘက်အမှတ်လို့ရတာပေါ့နော်မြင်းနဲ့ကြောင်းပြရင်သူတို့ရဲ့ LLM အရှာတို့တို့သူ domination လို့ဒါကမမှတ်ပဲကြာတို့အလွယ်ပဲမှတ်လာတယ်မြင်းနဲ့ကြောင်းပြရင်သူတို့ရဲ့ LLM အချိုးတွေဘာဖြစ်လဲတူတယ်နော်တူတယ်အကယ်၍ LLM အချိုးတွေတူရင်ဒီမြင်းနဲ့ကြောင်းပြရင်လည်းလို့ရှာအောင်ပြရမယ်ဒါဆိုရင်ရှာအောင်ဒါ space ပေါ်မှာရှိတဲ့မြင်းနဲ့ကြောင်းပြမပြဘယ်လိုရှာလဲရှာအောင်တည်ပြီဒါကမြင်းနဲ့ကြောင်းပြန်လားမပြန်လားဆိုတာကိုဆုံးဖြတ်တာ ဥပမာသူကပေးထားတယ် PG ဆိုတဲ့မြင်ကြောင် directive value က235ရှိတယ်ဆိုပါစို့တဲ့ RS ဆိုတဲ့မြင်ကြောင် directive value က positive တန်ရှိတယ်ဆိုပါစို့ဒါဆိုရင်ရှားဒီကောင်2ပေါ်တော့လိုက်ရင်ဒါသူရင်သူဒါသူရင်သူ3.5ဆိုပြီးတော့ဒါအဲဒီကောင်ကသူ့ရဲ့ဘယ်နှစားနဲ့ညီလဲနှစားဆိုတဲ့ဒါအစတန်ကုန်နဲ့မညီဘူးလားဒါသူ့ရဲ့ domination ကပြောတာအကဲဆရာခဏပြောသလိုဘာလို့ကြည့်လိုက်စားကြည့်လိုက်2 4နဲ့စားဘယ်လောက်ရ1 2ရ 3ကို6နဲ့စာရင်လည်း1 2ပဲ5ကို10နဲ့စာရင်လည်း1 2ဆိုတော့တို့ရအချိုးသုံးကိုမတူဘူးလားအဲသူ့ရင်ဒီမြင်းနဲ့ကြောင်းဘာဖြစ်ပြီးပြန်ပြီးလို့ဆရာတို့သိရဘောပါ့မနော်နောက်တစ်ခုအခုဆရာတို့တစ်ခုသိရပါပြီနော်ဘာ line သိရပါပြီ parallel line သိရပါပြီ parallel line လို့ချင်းတို့ရ directive value တန်ဖိုးတွေဘာလို့ကြည့်လိုက်စာကြည့်လိုက်စာကြည့်လို့အချိုးသူရင်ပြန်တယ်မတူရင်မပြဘူး screw line screw line ကြတော့နှစ်ခါညင်းမှာ तू อ่ะ စကူလိုင်းဆိုတာဘာလဲဆိုတော့နိုင်သားနော်နဲ့ပြောမှာပြိုင်လဲမပြိုင်ဘူးဖြက်လဲမဖြက်ဘူးเนาะမပြိုင်ဘူးမဖြက်မပြိုင်မဖြက်စကူမှတ်လို့အဲ့လိုမှတ်လာလားအဲ့လိုကိုမှတ်လာเนาะပြိုင်လဲမပြိုင်ဘူးဖြက်လဲမဖြက်အဲ့ဒါဘာလိုင်းလို့မှတ်မှာအဲစကူလိုင်းလို့ဆရာတို့မှတ်မပြိုင်မပြက်စကူလိုင်းရမှာเนาะအဲ့နှစ်ခုဆရာတို့အရင်ရှင်းပါဘောเนาะဒါ ဟိုဒီမှာပြောရပြီးသားအကြောင်းကတော့ခေါင်းစရာဘယ်နှမျိုးပြောရလဲဆိုသုံးမျိုးပြောတာလေ parallel line ရဲ့ school line ရဲ့ perpendicular line ရဲ့ perpendicular line နားမသူရှင်းမယ်ဒီနည်းခုနကပတ်သက်ပြီးဆရာတော့အရင်တော့မှာပါ